ာရှိတဲ့နေ့လေးဖြစ်ပါစေ။ဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာလာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ကံအစိုးအကောင့်ကိုကျွန်တော်ရဲ့ Terror Lane နဲ့ဟောကြားပေးသွားမယ်။ Terror Reading ဟောကိန်းလေးတစ်ခုဖြစ်ပါတယ်။ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်။မိတ်ဆွေအားဒီရင်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်။တနင်္ဂနွေသားသမီးလည်းဖြစ်မယ်ဆိုလို့ရှိရင် ီဗီဒီယိုကိုသုံးနေတည်ကြည့်ရှုပြီးတော့ခဏအပိုင်းမှာတွေ့ကြုံလာမယ့်ကိုယ့်ရဲ့ကံအဆိုးကောင်းအတိတ်ကြအတက်အကြအနေအမြင့်တွေကိုတရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်သွားမှာဖြစ်ပါတယ်ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ terror နဲ့ပဲမိတ်ဆွေတွေကိုကတ်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow ကလုတ်လေးနှိပ်ပြီးတော့ကျွန်တော်ကို follow လောက်ထားခြင်းအပြင် ကျွန်တော်ပြောပြပေးနေတဲ့ဗီဒင်ရေဒီယိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တရင်းတွေသားသမီးတွေစတင်ပြီးတော့ဗီဒင်ဟောပြရအောင်အဲ့တော့ဘုမအုံဆုံးအနေနဲ့ကျွန်တော်တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်။ကိုပိုင်လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်တွေကျွန်တော်မိတ်ဆွေတို့တက်ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါလေ ဒက်လောမှာအဆင်မပြေမှုတွေလည်းတွေးကြုံနေရတာတွေရှိပါလိမ့်မယ်ဒါခန္ဓာလပိုင်းမှာတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုဖော်ပြနေခြင်းဖြစ်ပါတယ်စီပွားရေးနဲ့ပတ်သက်ပြီးတော့တို့တော့စီပွားရေးမှာဘာအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင် အများနဲ့ပူပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းခြားလို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒီလိုချင်းနေပိုင်းခြားမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်ကံအကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်လုပ်ငန်းဟာမိမိကိုယ်တိုင် PPCC လုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာတစ်ခုထိရောက်ရှိလာနိုင်လို့ ဘေးနားအနေဆင်းကုညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။တရင်ဝင်သားသမီးတွေကငွေကြေးကိစ္စမှာကိုယ်ကိစ္စမဟုတ်ပဲသူများကိစ္စရင်းနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးရံဖြစ်တာမျိုးစိတ်ဒေါသဖြစ်တာမျိုးစိတ်မချေနပ်စရာတွေဖြစ်တာမျိုးစိတ်မချမ်းသာတွေတွေ့ကြုံရတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ငွေကြေးကိစ္စမဟုတ်ပဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးဒုံမော့ဒရိကူပြူတာမျိုးတွေမှာနည်းနည်းလေးဒရိကားဆင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားသိချင်တဲ့ဆရာဆိုရင်တော့လာမယ့်9လပိုင်းမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အလုံးဒီပါအစီအမေတာမျိုးမဟုတ်ပဲနဲ့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးကံကောင်းလာတာတွေတွေ့ကြလာမှာဖြစ်ပါတယ်။နောက်ချက်ကတော့တရင်ငွေသားသမီးတွေကျွန်တော်တွေ့လာမယ်ကျမရဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကျမရဲ့တွေတရင်ငွေသားသမီးတွေအားကောင်းနေတဲ့ကာလတစ်ခုအားကောင်းနေတဲ့ပိုင်းခြားတစ်ခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ကျမရဲ့ညံ့နေတဲ့လူတွေပြန်လဲပြီးတော့တက်တာပြောက်ခွဲလာမယ်ဆေးရုံဆေးကန်တက်နေတဲ့လူတွေဆေးရုံဆေးကန်ကနေပြန်လဲပြီးတော့ဆင်းတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။တို့တော့ ဆက်သက်ရင်းနဲ့ပတ်သက်ပြီးမောင်းတဲ့ကစပိန်ဆိုင်ကကစသဖြင့်ပေါ့နော်ဒီကိစ္စရင်းနဲ့ပတ်သက်တဲ့အခါမှာတော့တတိဝရိယရှိစွာနဲ့မောင်းနေမှာခင်မိခိုင်မိတိုင်းမိတာတွေအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကျမရဲ့ကိစ္စအရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါတယ်ဆက်သက်ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးခရူးဆိုင်ဖို့အတွက်တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့တနေ့ဦးနေသားသမီးတွေကြုံတွေ့လာမယ့်အခြေအကျိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ် ဒီချိန်မှာအခြေအနေကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ်။ဒါကြောင့်မို့အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြစ်တင်ခြင်းခံရတတ်ပါတယ်။ဒို့မို့ကိုမဖြစ်ရင်လည်းကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဖြတ်ကျော်လာမဲ့ခရလပိုင်းမှာအခြေအနေထက်ပုံမို့ပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတဲ့တော်ဆွနေရတဲ့အတွက်ကြောင့်မို့အခြေအနေကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုတွေတယောက်နဲ့တယောက် အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေအနေကိစ္စမှာအဆင်မပြေမှုတစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင်တောင်မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဈာတဲ့ဝင်ရောက်ပြီးတော့ပြန်လဲအဆင်ပြေတဲ့အကန့်အကြောင်းတရားတွေပေါ်ပေါ်လာနိုင်ပါတယ်ကိုကိုတည်းပြက်ချင်နေတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့အခြေအကျိစ္စကံကောင်းလားဆိုတော့အခြေအကျိစ္စထိုက်ပြောက်တော့ကံကောင်းနေ ADS နိုင်တာလေးပဲဖြစ်တယ် အခြေရေးကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းအခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကအပိုင်းမှာတွေ့ကြုံလာမယ်ဆိုတော့အဲတခြားလုပ်ငန်းကိစ္စမျိုးမှာအိမ်ပြင်တာအိမ်ဆောက်တာအိမ်ကကလေးဈေးကြီးစသဖြင့်ပေါ့ဗျာခါတိုင်းကပုံမှုပြီးတော့ကုန်ကြစိတ်များနေတယ်ခါတိုင်းမှာဥပမာ အဲ6လပိုင်းပေါ့အခုခု6လပိုင်းမှာ10သိန်းကုန်နေဆို9လပိုင်းမှာ15သိန်းသိန်း30ပို့ကုန်သွားတာမျိုးဆိုလိုချင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထွက်များနေတတ်ပါတယ်ငွေကြေးကိစ္စရတဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးမှာပို့ပြီးတော့တုံးဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေးကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်တန်တစ်ခုခုလုံးတဲ့အိမ်တော်တွေရှိရဆိုအတိတ်တန်အတိတ်တန်ပြတ်တတ်ပါတယ်เนาะအเจ้าရတစ်ခုအเจ้าအဲ့ဒီအတိတ်တန်ဥမာကိုယ့်ရဲ့ ိုးနှဝင်စိတ်မယ်လို့ပြောတာလေခုနှစ်ရက်ရှိလောက်မြောက်တဲ့အခါမှာအကြောင်းတရားတစ်ခုဖြစ်ပြီးတော့အဲ့ဒီအဓိဋ္ဌာန်ပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဓိဋ္ဌာန်အောင်ကြိုးစားပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုပ်တယ်ဆိုရင်တော့အဖြတ်ဝင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်နည်းနည်းလေးခရူးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များနေတယ်နောက်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်တရင်းလူသားမိကြီးနဲ့ပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုအချိန်ဒီပိုင်းကြားမျိုးမှာအလုပ်အသစ်ရှာဖွေဖို့အတွက် ကံခွလန်ကောင်းတဲ့နေရအစ်စ်ရောက်ဖို့အတွက်ကံခွလန်ကောင်းတဲ့မြို့ရအစ်စ်ပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါလေ။မူရင်းရှိနေတဲ့အလုပ်ထက်အလုပ်သစ်ရှာနေတဲ့လူတွေနေရပြောင်းချင်တဲ့လူတွေအမျိုးနဲ့ပြောင်းချင်တဲ့လူတွေဌာနပြောင်းချင်တဲ့လူတွေအတွက်ကံခွလန်ကောင်းရရှိလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါလေ။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါလေ။ ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားသွားပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံခြားမှာကျောင်းသားတက်မှာတို့လောက်ဆောင်လာတဲ့ကိစ္စတွေမှာအခက်အခဲတစ်ခုမှတစ်ခု delay ဖြစ်နေတတ်ပါတယ်။ဆိုတော့တန်ကြာမှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတယ်။တကယ်လို့သွားရခဲ့ရင်တော့မပျော်ပျော်ရှင်သွားရတာမဟုတ်ဘူး။အဲဒီကိစ္စတွေဖြည့်ရှင်စိတ်ညစ်စိတ်လျှော့ပြီးတော့မှသွားရတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အာတနေ့တကြီးတရရဲ့ကြီးဆိုတော့နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့နော်။မရန်ကုန်ကနေမန္တလေးပြောင်းမယ်။မန္တလေးကနေရန်ကုန်တင်တန်းလာတက်မယ်ဆိုတဲ့လူတွေတော့ကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ဆက်လေးတွေရှိနေပါတယ်နည်းနည်းကိစ္စလေးပါเนาะနောက်ချက်ကတော့နိုင်ငံခြားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုအချိန်ကြီးပိုင်ချမျိုးမှာဘာပဲလုပ်လို့ယုံကြည်မှုလွန်ကဲတာမျိုးတော့မကောင်းပါဘူးဒီအချိန်မှာလူလိန်ခံရတတ်တယ်ကိုယ့်ဘော်ဘက်ကီးရိုက်တာကိုယ့်ဘော်မဟုတ်မှန်တာပြုတ်လို့တာအငွေလိန်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံခြားသွားဖို့အတွက်စားလုံးမဲ့လူတွေဆိုနည်းနည်းခရူးဆိုင်ပါလူတွေလူညာတွေနဲ့တွေ့ဆုံတတ်တယ်မဟုတ်မှန်မှန်တဲ့လူတွေနဲ့တွေ့ဆုံအောင်တတ်တယ်ဒါကြောင့်မလို့ကို့အနေနဲ့ အထိကိုက်ဆုံးရှုံးမှုနှိမ့်နာမှုတွေဖြစ်လာနိုင်တယ်။တည်တည်ကြပ်ကြပ်ခရီးစားပြီးလုံဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်။ယုံကြည်မှုအတိုင်းအတာလွန်ကဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့လိန်နာညာတာတွေခံရတတ်ပါတယ်။ဒါလေးကိုခရီးစားစင်ကျင်မှုတက်ဟောကြားပေးခြင်းဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲရန်နာကွန်ပျူတာအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေတယ်ပဲဒီဗီဒီယိုကိုဒီမှာပဲရန်နာကွန်ပျူတာခင်ဗျ။